အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးစုမိုင်းတောက်ဌာနမှတလဲဥဌာနသို့ဆက်လက်ကြွကြီးပူဇော်ခံမဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မိုင်းတောက်ကြီးရွာဆန်းချောင်းတော်၌တညတာဒေသစာဤကြွကြီးကိန်းဝတ်ပူဇော်ခံလျက်ရှိသည့်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးစုတို့သည်အောက်တိုဘာလ၂ရက်နေ့နဲ့9ရက်နေ့တွင် မိုင်းတောက်ဌာနဆန်းချောင်းတော်မှတလဲဦးကြီးရွာဌာနဆန်းချောင်းတော်သို့ပူဇော်ခံရန်ဆက်လက်ကြွကြီးခဲ့ကြောင်းသိရှိရပါသည်။ မိုင်းတောက်ဌာနမှာဆရာတော်တန်ဃာတော်များတာဝန်ရှိသူများကအစဉ်လာတိုင်းအသီးသီးပင့်ဆောင်၍မိုင်းတောက်လေစိမ်းမှာရေလန်းခရီးကရဝိတ်ဖောင်တော်ဖြင့်ကြွချီ၍တလဲဦးကြီးရွာဌာနစံကြောင်းတော်၌တညတာကိဝံဘူဇော်ခမ်းမြည်ဖြစ်ပြီးဖျားဘူးလာပြည်သူများကစွန်ပန်းရေချမ်းရွှေတင်ငန်းများဆက်ကပ်လူတန်းပူဇော်လျက်ရှိကြပါသည်။အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များသည့်နောက်တစ်နေ့အောက်တိုဘာလ3ရက်နေ့ နက်နက်ပိုင်းတွင်ကီလာကျေးရွာဌာနသို့ဆက်လက်ဒေသစာရေးကြွကြည်ပူဇော်ခံမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ